အကြဘတ်စစ်ကောင်စီကစစ်မှုထမ်းဥပဒေကိုအသက်သွင်းပြီးနောက်ကလေးစစ်သားစူးစောင်းမှုနဲ့အုံပြုမှုတွေဟာမြင့်တက်လာခဲ့ပြီးရှေ့တန်းမှာလမ်းပြများပေါ်တာများနဲ့လူသားတိုင်းများအဖြစ်အုံပြုနေတယ်လို့နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကယမန်နေ့ကထုတ်ပြန်ပြောဆိုလိုက်ပါတယ်။2024ခုနှစ်ဖေဖော်ဝါရီလ10ရက်နေ့မှာစစ်ကောင်စီကစစ်မှုထမ်းရေးဥပဒေကိုအသက်သွင်းလိုက်ပြီးတဲ့နောက်မြန်မာစစ်တပ်ရဲ့ကလေးစစ်သားစူးစောင်းမှုနဲ့အုံပြုမှုက 2021ခုနှစ်အာနာသိန်းချိန်မှာစ၍မြင့်တက်လာခဲ့တယ်လို့လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ကဆိုပါတယ်။ဇွန်လ19ရက်နေ့မှာကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကမြန်မာနိုင်ငံမှာလက်နက်ကိုင်ပဋိပက္ခအတွင်းကလေးသင်ငယ်များပေါ်ကျူးလွန်မှုပေါင်း2138ခုကိုအတည်ပြုနိုင်ခဲ့ပြီးနောက်ထပ်ချိုးဖောက်မှုပေါင်း1200ခန့်ဆက်လက်စစ်ဆေးနေဆဲဖြစ်တယ်လို့သတင်းထုတ်ပြန်ထားပါတယ်။စစ်အာဏာသိမ်းပြီးတဲ့နောက် အသက်ဆက်နေတဲ့ဝင်းကျင်အထိကလေးများကိုစစ်သားဖြစ်စူးစောင်းမှုအမှုပေါင်း1800ကျော်ကိုစစ်တပ်နဲ့လောက်ခံတပ်ဖွဲ့များကကျူးလွန်ခဲ့ကြတယ်လို့ဆိုပါရယ်ကလေးစစ်သားအရေးကိစ္စများကိုအတီးပြုတ်ရမှာခက်ခဲမှုများရှိနေခြင်းနဲ့ပြန်လဲအရေးယူခံရမယ်ဆိုတဲ့ကြောက်ရွံ့မှုတို့ကြောင့်ထုတ်ဖော်ပြောဆိုရန်အခက်အခဲများရှိနေကြောင်းနဲ့ကလေးစစ်သားရေးမှာအမေရိကန်ဖြစ်ပွားသည့်ထက်အလွန်နှေးပါသောပမာဏသာသတင်းထွက်ပေါ်လာတယ်လို့လည်းသိရပါရယ်အရက်ဖက်အဖွဲ့အစည်းများနဲ့လူ့အခွင့်အရေးအဖွဲ့များရဲ့အဆိုအရဖမ်းဆီးရရှိတဲ့စစ်တုံးမှန်များနဲ့ထွက်ပြေးလာတဲ့စစ်သားများမှာ ကလေးစစ်သားများပါဝင်နေတာကို တွေ့ရှိရတယ်လို့ဆိုပါရယ်စစ်တပ်ဟာကလေးများကိုအလောက်ပြန်ချိန်အိုးမဲ့အိမ်မဲ့ဖြစ်နေချိန်အဖော်မဲ့နေချိန်များမှာပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားဖြစ်စုဆောင်းတယ်လို့ဆိုပါရယ်စစ်တပ်ကကလေးများကိုရှေ့တန်းစစ်မြေပြင်သို့ဆစ်လွတ်ပြီးလမ်းပြများပေါ်တာများနဲ့လူသားတိုင်းများဖြင့်အသုံးပြုနေတယ်လို့သိရတာဖြစ်ပါရယ်မြန်မာစစ်တပ်ကကလေးတွေကိုပေါ်တာဆွဲတာလမ်းပြနဲ့တိုက်ခိုက်ရေးအခန်းကဏ္ဍတွေမှာအသုံးပြုခဲ့တာတမိုင်းရှိပါရယ်စစ်အစိုးရအနေနဲ့ကလေးစစ်သားအသုံးပြုတာကိုချက်ချင်းရပ်တန့်ပြီး ကလေးစစ်သားစူးစမ်းမှုအားလုံးကိုသူတို့ရဲ့တက်တွေကနေပြန်လို့ပေးဖို့ကုလသမဂ္ဂအရာရှိတွေနဲ့ပူးပေါင်းဆောင်ရွက်တဲ့လို့ Human Rights Watch မှအာရှသုတေသီရှင်နာပတ်စနာကပြောပါရယ်မြန်မာစစ်တပ်ကလက်နက်ကိုင်ပဋိပက္ခအတွဲမှာကလေးငယ်များပေါ်ကြီးမားသောချိုးဖောက်မှုကြီး၅ခုဖြစ်တဲ့စစ်သားများဖြင့်အုံပြုစူးစမ်းခြင်းတက်ဖြတ်ခြင်းနဲ့အကြီးကျယ်ဒဏ်ရာရရှိစေခြင်းလိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခြင်းစာသင်ကျောင်းများနဲ့ဆေးရုံများကိုတိုက်ခိုက်ခြင်းပေါ်တာဆွဲခြင်းလုပ်ငန်းများကိုလုပ်ဆောင်နေကြောင်း ကုလသမဂ္ဂအထွေမှုချုပ်ရဲ့လက်တော်ရှိဆင်းမှာမြန်မာစစ်တပ်ကိုထဲသွင်းထားတယ်လို့သိရပါဗျ။မြန်မာနိုင်ငံမှာကလေးငယ်တွေခံစားနေရတဲ့အကြမ်းဖက်မှုအခြေအနေတိုးလာတဲ့အပေါ်တုံ့လောက်အံ့ဩမိပါတယ်။ဒီကျူးလွန်မှုကိုလက်နက်ကိုင်တွေကကျူးလွန်ကြပြီးအထူးသဖြင့်တော့မြန်မာစစ်တပ်ကကျူးလွန်နေတာဖြစ်ပါတယ်လို့ကလေးငယ်နဲ့လက်နက်ကိုင်ပဋိပက္ခဆိုင်ရာကုလသမဂ္ဂအထွေမှုချုပ်ရဲ့အထူးကိုယ်စားလှယ်ဗာဂျီးနီးယားဂမ်ပါကအေဗီလာမှာပြောကြားထားပါဗျ။စစ်ကောင်စီကနေပြည်တော်များဆုံးရှုံးလာပြီးတဲ့နောက်မှာကလေးများကိုစစ်မှုထမ်းရန်တွန်းအားပေးမှုများဒိုးလာနေသလို 2024အပိလာမစတင်ကစစ်မှုထမ်း14တုပ်စုဆောင်းခဲ့ပြီးတတုပ်လျင်9000တုပ်နဲ့စုစုပေါင်းခံမှန်းခြေစစ်သားတက်8000ခန့်စုဆောင်းခဲ့ပြီးဖြစ်တယ်လို့သိရပါတယ်။စီရင်စစ်သားများနဲ့ဖွဲ့စည်းထားတဲ့မြန်မာကာကွယ်ရေးနဲ့လုံခြုံရေးအင်စတီကျူကစစ်မှုထမ်းတတမ3မှစတင်ကအသက်မပြည့်သေးသူများကိုစစ်သားစုဆောင်းမှုများတိုးမြင့်လာကြောင်းနဲ့လူငယ်နဲ့ယောက်ျားလေးများကိုပြန်ပေးဆွဲခေါ်ဆောင်သွားခြင်းပျောက်ဆုံးနေသောစစ်မှုထမ်းများရဲ့မိသားစုဝင်များကိုတရားခံဖြစ်ဖန်ဆီးခြင်း စားတဲ့ရိုင်းဆိုင်တဲ့စစ်မှုထမ်းခြင်းဆိုင်ရာနေပြူဝါများနဲ့အတူတိုးလာနေတယ်လို့ထုတ်ပြန်ပြောဆိုထားပါတယ်။မကြသေးမီကတပ်မတော်မှထွက်ပြေးလာသူတို့ကစစ်မှုထမ်းရန်ခွဲရမ်းများဖြစ်မိဖို့အကြီးတန်းခေါင်းဆောင်များထံမှဖိအားများမြင့်တက်လာခြင်းကြောင့်ကလေးများအောင်စုဆောင်းမှုများပြားလာတဲ့အကြောင်းကိုလူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့သို့ပြောဆိုထားပါတယ်။စစ်မှုထမ်းခြင်းမှလွတ်မြောက်နိုင်ဖို့အတွက်အမည်မသိလူငယ်များပြားဟာနိုင်ငံတွင်းမှထွက်ပြေးနေကြတယ်လို့လည်းသိရပါတယ်။၂၀၁၂ခုနှစ်မှာမြန်မာစစ်တပ်က ကလေးငယ်များကိုစစ်သားဖြစ်စူးစောင်းခြင်းနဲ့အသုံးပြုခြင်းကိုအဆုံးသတ်ဖို့အတွက်ကုလသမဂ္ဂနဲ့ပူးရဲလှုပ်ဆောင်မဲ့အစီအစဉ်ကိုလက်မှတ်ရေးထိုးခဲ့တယ်လို့ကလေးစစ်သားပြည်ထနာမှာပူးမိုကြီးထွားလာနေတယ်လို့သိရတာဖြစ်ပါတယ်။စောမြို့တွင်ကိုစစ်တပ်ကလည်းနေပုံချဲမှုကလူနေအိမ်နဲ့73စီပေပါအလုံး80ခန့်မိတောင်ဖြစ်စီသွားတဲ့အကြောင်းကိုလည်းဆက်ပြီးဖော်ပြပေးပါမယ်။မကွေးတိုင်းစောမြို့တွင်ပြင်းချောင်းနာနေရာကိုစစ်တပ်ကလေကြောင်းနဲ့ပုံချဲတိုက်ခိုက်ခဲ့ရမှာ လူနေအိတ်တလုံးနဲ့73စီပေပါအလုံး80ခန့်မီလောင်ပြကြခဲ့တယ်လို့ရော့အလင်းထဲမှာကိုအောင်ကြီးကပြောဆိုထားပါတယ်။ဒီကနေ့ဇွန်လ21ရက်နေ့မနက်6:35မိနစ်အချိန်ခန့်ကစောမြို့တွင်ပြင်းချောင်းနားနေရာကိုစစ်ကောင်စီရဲ့တရဲဦးလေးတပ်မှတက်လာတဲ့ဝိုင်းထွဲထောက်ပို့လေးငါဘုံသုံးလုံးချက်ချတိုက်ခိုက်ခဲ့ရမှာစီပေပါများတိုးလောင်ထားတဲ့ခြံဝဲတစ်ခုတွင်ကျရောက်ပေါက်ခွဲခဲ့ပြီးတော့လူနေအိတ်တလုံးနဲ့စီပေပါအလုံး80ခန့်မီလောင်ပြကြသွားတာဖြစ်တယ်လို့သိရပါတယ်။ စောမြို့ရဲနယ်နိမိတ်ထဲနေရပဲဒေသခေါ်ကတော့ပြင်ချောင်းသားလို့ပြောလို့ရတယ်။ဘာတိုက်ပွဲမှမရှိဘဲနဲ့ကျဲချသွားတာပါ။အင်းတွေကမိကူးဆက်တာမရှိပါဘူး။ခြံထဲမှာယာယီဆောက်ထားတဲ့တဲလုံးနဲ့စီပေပါတွေမိလောင်သွားတာပါ။စီပေပါက80ကျော်လောက်ရှိမယ်။တခြားနေအင်းတွေလောင်တာမရှိပါဘူး။တရင်နဲ့ဘုံသုံးလုံးကျဲချသွားတာလူထိခိုက်မှုကတော့မရှိဘူးလို့ရောလင်းနဲ့မှကိုအောင်ကြီးကပြောဆိုထားတာပဲဖြစ်ပါတယ်။ ထို့ပြင်မှာဂွေတိုင်းပေါ့မြုံတဲ့နောက်ဖက်ချမ်းကိုလည်းအဆိုပါဝိုင်းထွက်ထောက်ဖို့လေနဲ့ဆဲချင်းခန့်ဘုံကျဲခဲ့ပြီးထိခိုက်ပျက်စီးဆုံးရှုံးမှုအခြေအနေကိုတော့မသိရှိရသေးပါဘူးဒီတစ်ခါအင်ကုံမြုံနယ်စီပင်ကြီးပါအုပ်စုအုပ်ချုပ်ရေးမှုအုပ်စုကတူရင်းကိုစစ်မှုထမ်းတပ်သားဖြင့်ထဲသွင်းစမှာတပ်သားတွေကဝိုင်းဝန်းထိုးကျက်ရိုက်နှက်ခဲ့တာကြောင့်တီးဆုံးခဲ့ပြီးစစ်တပ်ကအလောင်းလာပို့သွားတဲ့တဲ့မှာအေယော်ရီတိုင်းအင်ကုံမြုံနယ်စီပင်ကြီးပါအုပ်စုအုပ်ချုပ်ရေးမှုအုပ်စုကတူရင်းဖြစ်သူကိုစစ်မှုထမ်းတပ်သားဖြင့်ထဲသွင်းစမှာ စစ်သားတွေကဝိုင်းဝန်းထိုးချက်ရိုက်နှက်ခဲ့တာကြောင့်သေဆုံးခဲ့ပြီးစစ်တပ်ကအလောင်းပြန်လာပို့သွားတယ်လို့ဒေသပြည်သူများကပြောဆိုထားပါတယ်။အင်ကူမြို့နယ်စီပင်ချေးရွာအုပ်ချုပ်ရေးမှူးအုပ်ဆိုက၎င်းရဲ့ညီအရင်ဖြစ်သူဦးညွှန်ရွှေရဲ့သားဖြစ်သူကိုတချိန်လုံးအရက်တောက်နေတယ်လို့ဆိုကစစ်မှုထမ်းတပ်သားဖြစ်ထဲသွင်းလိုက်ကြောင်းနဲ့ဇွန်လ14ရက်နေ့ကစစ်မှုထမ်းအပတ်စဉ်ဆက်လေးတပ်ဖို့စစ်တပ်ကအုပ်ချုပ်ရေးမှူးအုပ်ဆိုရဲ့တူဖြစ်သူကိုလာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း ဇွန်လ16ရက်နေ့မနက်ပိုင်းမှာဂျေးရွာအုပ်ချုပ်ရေးမှူးဦးစိုးရဲ့တူဖြစ်သူအလောင်းကိုစစ်တပ်ကဂျေးရွာသို့ပြန်လည်ပို့ဆောင်ပြီးတကိုယ်လုံးမှာဒဏ်ရာများပြည့်နေတယ်လို့သိရတာဖြစ်ပါတယ်။စီပင်ဂျေးရွာအုပ်ချုပ်ရေးမှူးငဆိုကတုတ်တူအရင်အရက်ကြောင်နေတဲ့ကောင်ကိုစစ်မှုထမ်းဖို့ဆိုပြီးအပတ်စဉ်ဆလေးမှာထဲတာအုံကြီးငဆိုးရဲ့ညီဖြစ်တဲ့ညွှွှေရဲ့သားတုတ်တူအရင်ကိုစစ်မှုထမ်းပြန်ထဲတာပါ။အဲ့ဒါဇွန်လ16ရက်နေ့မှာစစ်ကောင်နဲ့အလောင်းလာပို့တယ်။စစ်တပ်ကတော့အရက်စီကိုရေမရောပဲမားတောင်းပြီးလို့တည်တာလို့ပြောတယ်။ဒါပေမဲ့အလောင်းမှာဖူးရောက်ညိုမဲ့ဒဏ်ရာတွေဖြစ်ပဲဝိုင်းရိုက်လို့တည်သွားတာပါ။ ။နောက်မှစစ်သားတို့ပြောတာကအရက်ကြောင့်ပြီးပောက်ကရတွေပြောလို့တက်ကစစ်သားတွေကဝိုင်းထိုးကြရင်လက်လွန်ပြီးဒေသွားတာလို့စီပင်ချေးရွာအုပ်စုမှဒေသပြည်သူတို့ကရှင်းပြထားပါဗျ။စစ်တပ်ကစစ်မှုထမ်းခိုင်းရင်ခေါ်ဆောင်သွားပြီးတဲ့နောက်နေ့ရက်အကြာမှာအလောင်းပြန်လာပူခြင်းဖြစ်တော့လေ။ကျဲသူမိသားစုတွေမှာတိုင်ချမှုမလို့ရဲကြောင်းစစ်တပ်ကပြောတဲ့အတိုင်းအရက်စီတောက်ရေးဒေသုံးတယ်လို့သာလက်ခံ၍ဒေသုံးသူကိုကြိုလိုက်ရတာဖြစ်တယ်လို့သိရပါဗျ။အင်ကဘူမျိုးနယ်မှာတော့အင်းနဲ့ PDF တများဝင်ရောက်လာနိုင်တယ်လို့ဆိုကစစ်တပ်ကစစ်မှုထမ်းတပ်သားတများအဖြစ် လူငယ်များကိုဖမ်းဆီးခြင်းပေါ်တာဆွဲခြင်းများကိုအကြီးအကျယ်လှုံ့ဆော်နေတဲ့မျိုးနွယ်တစ်ခုဖြစ်တယ်လို့ဒေသဖြစ်သူများကပြောဆိုထားပါဗျ။အဆောင်နေနာဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။